ချိုးပင်ကောင်းမြို့မှာတခစ်တခါကတကယ်ရှိခဲ့ဘူးလေလေချွန်းနဲ့အကြောင်းပြောခြင်းလည်းဗျဒီအကြောင်းကိုကိုယ်တိုင်ကိုကြကြုံတွေ့ခဲ့ပုသူတို့ကလူမှုကွန်ရက်မှာရေးထားတာဖြစ်ပါလေအင်မတန်စိတ်ဝင်စားဖို့ကောင်းပါလေဒါကြောင့်ဖော်ပြပေးလိုက်ပါလေအချိန်က1985ခုနှစ်ပါကျွန်တော်10နှစ်သားအရွယ်မှာပေါ့တဲ့ကျွန်တော်မိဟာကျွန်တော်6နှစ်သားလောက်မှာကွယ်လွန်သွားခဲ့ပါလေ ကျွန်တော်အူကြီးကဥဆောင်ပြီးကျွန်တော်အမေဘယ်ဘွားရောက်နေလဲဆိုတာအဲ့ဒီခေတ်ကလွန်အင်မတန်နာမည်ကြီးတဲ့လေချွန်နက်ကိုတွားမိမယ်ဆိုပြီးကျွန်တော်တို့တူရီနှစ်ယောက်တွားကြပါတယ်လေချွန်နက်ကတဲ့တေဆုံးသူဘယ်ဘွားမှာရောက်နေလဲအမှန်တကယ်သိရတယ်ဆိုလို့ပါ မေးရတဲ့ချိန်ကလည်းမှောင်ကြီးဖြိုးစည9နှစ်နိုင်မှာစာမေးရပါတယ်ကျွန်တော်တို့မေးစမ်းသွားပါတယ်ညပိုင်း မောင်ရင်ဖြိုးဆောင်ပါပါနှဆောင်ပြန်အိမ်အမဲကြီးဗျမိမိမင်းလေးထုံးထားတယ်စိတ်ထဲမှာတော့စိုးတထိတ်ထိပ်ပေါ့အိမ်ပေါ်တက်လိုက်တော့ဇရေဝိုင်းနဲ့မောင်နှမလေးနှစ်ယောက်တွေ့ရပါတယ်အော်လေချွန်းတို့ခေါ်ပြီးတဲ့အဖွားရဲ့မိနှစ်ယောက်တဲ့လာမေးသူတွေကအများကြီးဗျလဲကြောင်မရတယ်အိမ်ထဲကအခန်းကြီးကိုကြည့်လိုက်တော့အမေကြီးတယောက်ပြောပလက်ကလထိုင်နဲ့ထိုင်နေတယ် အဲ့ဒီအမေကြီးရဲ့ရှေ့နှစ်ပေဝင်းကျင်လောက်မှာကြိုးတန်းထားတယ်ဗျအထဲကိုဘယ်သူမှမဝင်လာပါနဲ့တဲ့မေးတဲ့သူကအဲ့ဒီကြိုးတားထားတဲ့အပြင်ဘက်မှာနေရပါတယ်မေးကျင်သူကရှေ့သွားပါတယ်အဲ့ဒီအချိန်မှာမီးလေးမှိတ်လိုက်ပါတယ်မှိတ်လိုက်ရင်ရွှီးဆိုတဲ့အတန်းနဲ့အခန်းထဲကို လေချွန်နဲ့ကဝင်လာပါတယ်တခြားသူတွေလည်းမေးကြမြန်ကြကျွန်တော်ကကြည်နေတာဗော့ ကျွန်တော်တို့နံပါတ်ကနည်းနည်းနောက်ကျတယ်ဗျကျွန်တော်တို့အရင် ရောက်သူနံပါတ်1မိသူကအမျိုးသားကြီးဗျသူ့မျိုးသမီးဆုံးတာရက်မလဲသေးပါဘူးဘမရှိလဲသိကျင်ပါလေတဲ့အဖွားကဘယ်မျိုးကတင်ကြိုက်မှာမြေမြုပ်ထားလဲမေးပါလေအဲကရှင်ကဘယ်မျိုးမှာလို့ပြောပါလေဘလောက်ကြာပြီပြောရပါလေဖွားအဲ့ဒီလေချွတ်ကိုဘယ်မျိုးကဘယ်တင်ကြိုက်မှာမြုပ်ထားတာဘလောက်ကြာကြောင်းထပ်ပြောလိုက်ပါလေ ရှူရင်းနဲ့တန်ညာဝေးရောက်သွားပါလေ။သဘောကတော့လေချွန်းနဲ့ကဝိညာဉ်ကိုတွားခေါ်တဲ့သဘောပေါ့။လေချွန်းနဲ့ထွက်သွားတဲ့မီးပြန့်ဖွင့်နေဗျ။စကားလေးပါလေပြောကြပေါ့။အဖွားတော့မပြောဘူး။ခဏကြာမှအဝေးကနေလေချွန်းနဲ့တရှိရှိနဲ့တဲတဲလေးကြားရတယ်။အဲ့ဒီချိန်မီးကိုမှိတ်လိုက်တယ်။လေချွန်းနဲ့ဟာနီးလာတယ်ပူကျဲလာတယ်။စပြီဗျ။စကားပြောတာလေလေချွန်းနဲ့ဗျ။အဲ့ဒီနှက်ကပြောတာ။ မျိုးသမီးတံပဲကိုမြင့်သိန်းရေးတဲ့ရှင်ဝင်ကျမလွမ်းလိုက်ရတာလေးတဲ့ရှင်လဲကျမကိုတတိယလို့ငိုနေတာကိုကျမအမြင်နဲ့တဲ့ဒီလူကြီးကသူ့နာမည်ကိုလည်းအဖွားကိုလည်းပြောထားတာမဟုတ်ဘူးလင်ချွတ်ကဓာတ်ရိုက်သိတယ်ဆိုတော့တော်တော်လေးကိုဖြုံစရာပါခလေးကိုလည်းဂူးဆိုင်ပါတော့တဲ့ရှင်ငင်းနေလို့မနေ့ကခလေးပခတဲ့ပြုတ်ကြတော့မလို့လေချွန်တန်းနဲ့ပြောပါလဲ လေချုံပြောနေပေမဲ့ကြားရသူတွေကနားလေတယ်ဗျမရှင်းဘူးဆိုရင်တော့အဖွားကစကားပြန်လုပ်ပေးတယ်လာမေးတဲ့သူကကိုမြင့်သိန်းဆိုသူဖြစ်ကြောင်းလေချုံသူရဲ့ပြောပြချက်ရသိရပါတယ်ကိုမြင့်သိန်းဆိုသူကတော့တရှုံရှုံငိုနေတယ်ဟွာဗာမင်းမလဲလို့မြင်တော့ငိုနေရင်းနဲ့မင်းကရေးတဲ့မင်းပါလို့တေးတာတော့လို့မြင်တော့စီထိုးမှလို့ပြန်ပြောပါတယ် ပြန်တော့မယ်ကိုမြင့်သိန်းကြီးတဲ့တားလေးကိုတေချာကူးဆိုင်တော့လို့ပြောပြီးရွှီဆိုပြီးတန်းဝေးတော့ပါတယ်မိဖွင့်လိုက်ပြီးအဖွားမနောက်တယောက်လို့ပြောတော့ကိုမြင့်သိန်းဆိုသူကိုမြင့်ကြီးတွေ့ရွှေရွှေနဲ့ကျွန်တော်တွေ့ရပါတယ်နောက်ထပ်လာမေးသူကလည်းအဖွားရှိတဲ့တဲ့သွားထိုင်ရပါတယ်အဖွားကမီးမိတ်လိုက်ပြီးဘသူမီးမလဲလို့ပြောတော့မင်းမြင့်သူကသူ့ကွာ48နှစ်တဲ့မြကြီးနားမှာဆုံးသွားတယ်အဲ့ဒီမှာပဲမြုပ်ထားတယ်တဲ့ ရှင်းနေရှိပြီဒီလိုပြောတော့အဖွားကလေးချွန်တ်ကိုပြောလိုက်ပါတယ်ကိုမောင်ရေးတဲ့အသက်48နှစ်မြကြီးနာတုတ်တက်ပါတဲ့ဆုံးတာရှင်းနေရှိပြီတဲ့အဲ့ဒီချိန်မှာမေးသူကမှားတော့လို့ပါဆင်းနေရှိပြီလို့လှမ်းထောက်ပါတယ်လေးချွန်တ်ကစတင်ထောက်ကောက်မလို့ရှီးလို့အတန်တကြိုင်တဲ့အချိန်မှာအဖွားဟေးနေအောင်ဆင်းနေရှိပြီတဲ့ဟဲ့လို့ထပ်ပြောပါတယ်လေးချွန်တ်ခဏရက်သွားလို့အစာဖြူထောက်ပါမယ်အဲ့ဒီလေးချွန်တ်ကလည်းရက်သွားပါတယ်သဘောကတော့ဗျာ ူပြေးပြီးအဲ့ဒီဝိညာဉ်ကိုခေါ်မဲ့ချိန်မှာသူ့သခင်ကနေအောင်လို့ဆိုပြီးအမိန့်ထပ်ပေးတာကိုစောင့်ပြီးနားခဲ့တဲ့သဘောပဲပြီးတော့ရွှီဆိုတဲ့အတန်နဲ့လေချွန်းသားအဝေးကိုရောက်သွားတယ်သူသွားခေါ်နေချိန်မီးပြန်ဖွင့်လာတယ်အဖွားကလက်ထိုင်ပေါ်မှာထိုင်နေတယ်မိမြန်သူကတော့သူ့ရှေ့မှာတားထားတဲ့ကြိုးပြင်ဘက်မှာပါလာတဲ့ဖော်ရင်းနဲ့စကားပြောပေါ့ကျန်သူတွေကလည်းကိုယ်လည်းကြဘာမေးရကောင်းမလဲဆွေးနွေးနေပါလေမကြပါဘူးဗျာတရှိရှိနဲ့လေချွန်းသားတက်တယ်လေကြားရတယ် လာပြီလာပြီလာပြီမိပိတ်မိပိတ်လို့ဖောက်ပြောပါတယ်မိပိတ်လို့မှောင်သွားတော့မှရွှီးဆိုတဲ့တန်ပိုကျလာပြီလေချနှက်ကရောက်လာကြောက်သိရပါတယ်ခေါ်လာတဲ့ဝိညာဉ်ကညီလေးကြီးမင်းတို့အဆင်ပြေကြလားဟာတေလို့တင်မဲမသိပဲရှောက်သွားနေတာနှစ်တည်းအကြာကြီးกว่าမင်းတို့စွန်းတော့အမြပေးတာလဲငါမသိဘူးခုတော့ငါအိမ်တော်ဖေးကမကြီးပြင်ပေါ်မှာနေနေရတယ်ငါမဆုံးပါရင်ငါရွှေတွေမကြီးပြင်ရဲ့အောက်အိမ်ရဲ့မြောက်ဘက်မှာတူးမြုပ်ထားတယ် မင်းတို့ဖော်ယူပြီးငါတို့အမျှပေးကွာမင်းတို့လည်းသုံးဆွဲပေါ့ငါလည်းကြွတ်ချင်ပြီးတယ်တင်းလို့ပြောတာလေချုံပြီးပြောနေတာဗျညီဖြစ်သူကလည်းဝမ်းနဲ့ပူဆွေးပြီးစိတ်ချပါအကိုကြီးရဲ့ကျွန်တော်အကိုကြီးအတွက်ကုသိုလ်ကောင်းမှုလုပ်ပေးပါမလို့ကြေကွဲစွာပြောပါတယ်အေးအေးကောင်းပြီငါသွားတော့မယ်ဆိုပြီးရွှီးဆိုပြီးတန်းနဲ့ထွက်သွားပါတယ်နောက်တစ်ယောက်လှည့်ပါတေဆုံးသူမက်ခင်ခင်နဲ့အသက်35နှစ်ရန်ကုန်ကြံတော်မှာမြုပ်ထားတာ3နှစ်လောက်ရှိပြီလေ အဲ့လိုပြောတော့ရွှီးဆိုပြီးထွက်သွားပြန်ပေါ့နောက်ပြီးတော့ပြန်ဝင်လာလေလေချွန်သားကစာပြောတယ်မဟုတ်ဘူးမဟုတ်ဘူးတဲ့သူတို့ငါမသိဘူးတဲ့ငါမျိုးတွေမဟုတ်ဘူးတဲ့မေးရမယ့်သူကဘာမှမမေးရသေးဘူးပါလာတဲ့အဲ့ဒီမက်ခင်ခင်ဆိုတဲ့ဝိညာဉ်ကစာပြီးညင်းတယ်အဖွားကဒါဆိုနာမည်တူပြီးမှားလာပြီနောက်ထပ်အဲ့ဒီနှစ်ကသေးတဲ့မက်ခင်ခင်ကိုသွားပြန်ခေါ်လို့မေးပြီးတော့လေချွန်သားကပြန်ထွက်သွားတယ်ခဏကြာရောက်လာတယ်ရောက်လာတော့လေချွန်သားနဲ့ပြောတယ်ဟဲ့မောင်ထွန်းဦးတဲ့ငါတူမလေး ဘာလို့မခေါ်လာတလဲအင်းကိုငါအရန်ပြောချင်နေတာသူနဲ့ကြိုက်နေတဲ့ကောင်ကိုအကျင့်မကောင်းလို့သူနဲ့မဖြစ်စေချင်ဘူးလို့ပြောလိုက်ငါမရှိပြီမဲ့တန်လင်ကဖုန်းကြောက်မှာပထန်းပွဲဝမပြတ်စင်နေတဲ့ဒလူတွေမှားကြမိကြပါလေကျွန်တော်သတိထားမိတာကဒီဝိညာဉ်ကိုတော့ခေါ်တဲ့လေချုံနှဟာတေသူမြုပ်ထားတဲ့ဒေတာနီးရင်နီးတယ်လို့ဝေးရင်လည်းဝေးတယ်လို့အချင်းနှဲငယ်ကြတယ်ဗျာ သူတို့မှလည်းသူတို့သက်ဆိုင်ရာဒီပြောပုံရတယ်။နောက်ပြီးတော့တစ်ခါလေးနေမေတူနဲ့တူလူမားခေါ်လာမိတယ်တွေ့ရတယ်။သေကြတော့တော့သေးញိုင်းဒီမှာလည်းသေသူမကျွတ်လွတ်သူနိုင်ပုံစားသူကျွတ်လွတ်သူလူဝန်သားစင်းရင်ရှိကြပါလိမ့်မယ်။နောက်တစ်ယောက်လို့အဖွားခေါ်လိုက်ပါတယ်။ကျွန်တော်လှည့်ရပါပြီ။ကျွန်တော်တို့မိဖို့လှည့်ပါ။ကျွန်တော်ဦးလေးကမင်းမေမင်းမေလို့ကျွန်တော်ပြောပါတယ်။ တကယ်တမ်းမေးရမယ်ဆိုတော့ကျွန်တော်ခြေဖြားလက်ဖြားတွေအေးဆက်လာပါတယ်။ငါအမေနဲ့စကားပြောရတော့မှာပါ။အဲ့လိုပြောရင်ငါရောငုံမိမလား။အကင်းကြီးဖရမ်လား။ဇဝေဇဝါနဲ့ပေါ့။ဒါနဲ့ပြောလိုက်တယ်။တေသူဒေါ်တင်ကြီးအသက်48နှစ်ပြင်မနာအောင်မင်္ဂလာမှာ မြုပ်ထားတယ်၄နှစ်ရှိပြီလို့မေးလိုက်ပါတယ်။ တဲအောင်ကကိုနားလာနားထောင်နေလို့စိတ်ကထင်နေပြရွှေကနေထွက်သွားတယ်ဘေးနာလေဖြတ်သွားသလိုပဲကြောက်လဲကြောက်ဇောချွေးတွေလည်းပြန်လာတယ်ရွှေဆိုပြီးမကြောက်ပြန်ဝင်လာတယ်ကိုဘေးနာလာရဲ့တလူလူပြန်ဝင်လာပြီးကိုနားမှာအရှင်တက်လိုက်လို့လေတိုးဝေသလိုခံစားရတယ်အမေများငါဘာပြောမလဲပေါ့ကိုလဲကိုလဲနှစ်ဖူးတွေ့တူတူရင်ဆိုင်ရတော့ကြောက်တာပေါ့ဘာကလဲဆိုတော့ တော့တင်ချင်မရှိတော့ဘူးတဲ့လူဝင်စားဖြစ်သွားပါပြီတဲ့ဘမလည်းဘသူစီမလဲလို့ဘေးကကျွန်တော်ဦးလျာမေးတယ်ရန်ကုန်ကကိုဇော်မင်းစီမလဲကိုဇော်မင်းဆိုတာကျွန်တော်ကိုဝန်ခွယ်ဦးလျက်သားဗျကိုဇော်မင်းစီမတဲ့ဘာလေးလဲမင်းကလေးတဲ့နာမည်ဘလို့ခေါ်လဲဇုံပွင့်ဇုံပွင့်ဆိုပြီးပြောတယ်ပြီးတော့ရွှေကနေပြန်ထသွားတယ်ကျွန်တော်တို့လဲ့ပြီးတော့နောက်လူတွေဆက်မေးကြတာပေါ့ဗျာကျွန်တော်ကတော့အံ့ဩခြင်းနေနေပါ အကိုဝမ်းခွဲစီမှာကျွန်တော်မီလူဝင်စားနေပါလားအကိုကလည်းသူကြီးကြီးကသူနဲ့လာနေမယ်လို့အိမ်မက်ပေးချောင်းပြောတယ်ဗျလာနေပါကြီးကြီးလို့ခေါ်လိုက်တာသူမိမမှာကိုဝင်ရှိလာတယ်တဲ့သမီးလေးပဲမွေးလာတယ်တဲ့နာမည်ကိုချစ်စနိုးနဲ့စွန်ပွင့်လို့ပေးထားတယ်နက်လေတော့အဲ့ဒါတွေဘလို့သိတယ်လဲဗောကျွန်တော်တို့အမျိုးတွေပြောစရာစကားပေါင်းများစွာနဲ့အကိုစီမှာလူဝင်စားတာကျွန်တော်အမိဖြစ်တာမှန်ချောင်းပြောရင်ပြန်ခဲ့ကြပါတယ် ထူးခြားတာတခုကအထက်ပုံနောက်ပုံရောက်တဲ့ဝိညာဉ်တော့ကျွန်တော်နားထောင်နေတဲ့ချောင်မတွေ့ဘူးဗျလူဝင်စားတာရှိတယ်ဝိညာဉ်ပေါ်ရတဲ့နေရာတာရှိတယ်တခြားပုံထာနာရောက်နေတာရှိတယ်ဒီလောက်လေးတက်စင်တာနဲ့ယုံသလားလို့လည်းမေးစရာရှိတယ်ပြောရမယ်ဆိုကျွန်တော်ဦးလေးကအဲ့ဒါတွေအယုံကြီးလုံးဝမရှိသူဗျရှစ်လေးလုံးပြီးကန်နေကျွန်တော်ဦးလေးကအေးရတူနဲ့ဝင်တန်းနေအပြောင်းရွှေ့လောက်ရပါတယ်ပေါင်းတဲ့မျိုးဆောက်လို့ရုံကိုဝါခဲမမျိုးကပြောင်းလာကြရတယ် ကျွန်တော်တို့ပေါင်းတက်ရောက်ပြီးတစ်နှစ်လောက်ကြာမှာ1990လောက်ပါဗျာနောက်တစ်ချိန်မကြေပွဲသွားမိကြတယ်ငါးနှစ်ကြာပြီးမှသွားမိကြတာပါအဲ့ပြန်သွားပြီးတော့လည်းအဲ့ဒီလိုပဲပြောတယ်ရွှေလို့အတန်ပြေပြေဝင်လာတယ်မရှိတော့ဘူးလူဝင်စားဖြစ်သွားပြီဗမာလည်းဘသူစီမှာလဲကိုစော်မင်းစီမှာဘာလေးလဲမင်းခလေးတယ်နာမည်ဘသူလဲဇုံပွင့်ဇုံဘူးလို့နှစ်ချိန်ဖြေတယ်နောက်၅နှစ်ကြာပြီးလည်းနက်လေကျွန်ဖြေချက်မှုကအရင်လုံးမဲ့ဗျထူးခြားဆုံးကပထမတစ်ချိန်တုန်းကလို့တူလဲပြင် ကလီးနာမည်ကိုဇုံပွင့်ဇုံပွင့်လို့နှစ်ကြိမ်ထပ်ဖြည့်ပြီးတာလဲမေးတဲ့နှစ်ခေါက်လုံးတွန်းနေတယ်။ကျွန်တော်အမေလူဝင်စားတဲ့ဇုံပွင့်လေးဟာခုဆိုအသက်30ကျော်ပါပြီ။အရင်ဘွားကလည်းမမမိပါဘူး။ကျွန်တော်တို့ရဲ့နက်လေချွန်သွားရောက်မြင်မှုကနေအမှန်တကယ်သိလာတဲ့အဖြစ်ပြဖြစ်ပါလေ။နက်လေချွန်နဲ့ပတ်သက်ပြီးတော့ဆရာတော်ကြီးတွေကတော့မေးမြန်းမှုကိုခုလိုမျိုးပဲဖြေကြားထားတာရှိပါတယ်။ ြောမယ်ဆိုရင်တဲ့နတ်လေချုံဆိုတာနတ်အတူရာနတ်ပိတ်တာလို့လဲဆိုနိုင်တယ်တဲ့သူတို့ကလည်းတဲ့အဲ့ဒီလိုမျိုးပဲဝိညာဉ်ဘဝနဲ့ဆက်ဆက်နိုင်တယ်တဲ့ကြီးကန်ရှင်ကြီးရှင်နန္ဒတကြကဘလို့ဖြစ်လဲဆိုတော့လူတို့ပညတ်လေချုံနဲ့တည်တဲ့နတ်ဘယ်ပုံသွင်းမြင်နီလို့တန်ပေါက်ကဘာနဲ့မေကုန်းထုတ်တာကိုကြီးသေးလေးတဲ့ဆရာတော်ကဘလို့ပြန်ဖြေလဲဆိုတော့ လေချုံနဲ့တည်တဲ့ယမမင်းအုပ်စုဖြစ်သောအတူရာနပိတ်တာမျိုးဖြစ်ပြီးတော့စတုမဟာရပုံမှာဝင်သည်လို့ဖြေပါလေဒီလိုဖြေကြားခြင်းအပြင်ကြီးသေးလေးတဲ့ဆရာတော်ဖះဟာကုန်းပေါင်ခေဦးမှာဖြစ်လို့လေချုံနဲ့ဟာကုန်းပေါင်ခေဦးပိုင်းကလေးကရှိခဲ့တဲ့ပုံပါပဲဒါဆိုရင်နတ်လေချုံပညာဆိုတာဟာဟိုးဘင်းနေလက်ထက်ကုန်းပေါင်ခေဦးတဲ့ကရှိတယ်ဆိုတော့ကျွန်တော်နေလာမှတောင်းမိပါတယ် နယ်လေကျွန်းနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်ပြောပြတာပါနားဆင်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ